အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော် sharing လုပ်ပေးသွားမယ့်အကြောင်းအရာလေးကတော့68နိုင်ငံအသိမှတ်ပြုထားတဲ့ကိုရီးယားရေမောင်းလိုင်းစီးရင်လေးဖြစ်ဆိုခဲ့တဲ့တွေ့ကြုံလေးရယ်ဒီဆာမွေးပွဲအတွက်ဘာတွေပြင်သွားခဲ့တယ်ဆိုတာလေးတွေကို sharing လုပ်ပေးသွားမှာဖြစ်ပါတယ်အရင်ဆုံးကျွန်တော်ဆာမွေးပွဲကိုပမာဖြေခဲ့တယ်ဘလိုတွေဖြေခဲ့ရတယ်ဘာခက်ခဲတွေရှိခဲ့တယ်ဆိုတာကိုဖော်ပြပေးသွားပါမယ်ဗျာ ကျွန်တော်စာမွေးပြေဆိုခဲ့တဲ့နေရာကတော့ဆိုးဒဝန်းဘူတာနာကဒုံဘုံဦးဆုံးမြုံသွင်းရှုံချမ်းမှာဖြစ်ခဲ့ဖြစ်ပါတယ်ကျွန်တော်နေတာကလည်းအဲ့နာတော့မှာပဲဆိုတော့နေစရာနေရာဖြစ်လိုက်တဲ့သဘောပါစာမွေးပြေမယ်ဆိုရင်တော့နိုင်ငံသားရီဆိုအွန်လိုင်းဘုတ်ကင်မရဘဲရုံရောက်မှာဘုတ်ကင်ယူကိုနဲ့မရောက်မှာစာမွေးကြေးသွင်းပြီးဖြေလို့ရမှာဖြစ်ပါတယ်ဗျယူသွားရမှာတွေကတော့6လအတွင်းရိုက်ထားတဲ့ license တက်ပုံ၄ပုံ ID card နဲ့ passport တို့ပဲဖြစ်ပါတယ် ဟိုဘက်ချမ်းမှာတွေ့နေရတာကတော့မောင်ဖြည့်ဖြည့်တဲ့နေရာတွေပဲဖြစ်ပါတယ်ဒီနေ့နှင်းကြနေတော့မောင်ဖြည့်ကိုပေးမဖြစ်ပါဘူးဗျတဲဝရောင်းရင် information center သွားပြီးတော့ driver license လုပ်ချင်လို့ပါလို့ပြောရင်ဒီ form လေးပေးပါတယ်ပြီးရင်ဒုတိယထပ်သွားပြီးအန်ချောင်းကယူဆိုရဲအန်ဒီကင်းတင်တဲ့တနားရီသွားနာထားအောင်ပါလေပြီးရင်ရေးဖြည့်ဆောင်ပွဲဖြည့်ဖို့နံပါတ်ဆောင်ပါတယ်ဗျခုနံပါတ်ရောင်းရင်ကောင်းတာသွားပြီးတော့ဆောင်ပွဲကြီးတင်ပြီးမျိုးလုံးသွားဆေးရပါလေ ရေးဖြစ်အောင်ပြီးရင်ဂင်နုရှုံဆိုတဲ့မောင်းဖြစ်ဖြစ်ရပါတယ်။ကပကင်ထူရတာဆက်လို့ဖြစ်ပေါ့။အသေးစိတ်ကိုခဏနေပြောပြပေးပါမယ်ဗျ။ကတော့မောင်းပြဖြစ်မဲ့နေရာကိုသွားနေရဖြစ်ပါတယ်သူလည်းမမောင်းခင်လိုက်နာရမယ့်စီကံတို့15မိနစ်လောက်နားထောင်ရပါတယ်ဗျရေးဖြစ်ရေမောင်းဖြစ်ရေအောင်ပြီးရင်တော့ နောက်ဆုံးဒိုရိုဂျိင်းဆိုတဲ့လမ်းမတွေပေါ်မှာမောင်းတဲ့ဆာမှုပွဲသွားဖြစ်ရမှာပါကျွန်တော်ဖြစ်ရနေရကကားလမ်းရမ်းပိတ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကခန်းဆုံးကဘာလဲဆိုရင်အခုသွားဖြစ်မယ်ဒူရူဂျွင်းပါဒီကားယူနေဖြစ်ရတာပါ လူရဲများရင်တော့ကိုယ့်လက်ရောက်ကိုဆောင်းရပါလေဗျအောင်ပြီဆိုရင် license ကတန်းထုတ်လို့ရပါတယ်ဗျ တာရာအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ share video လေးကိုအဆုံးထိကြည့်ရှုပေးရအတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာအခုကျွန်တော်ပြောပြပေးရမယ့်အကြောင်းအရာလေးကတော့ကိုရီးယားရဲ့ license ရဲ့အမျိုးအစားတွေကဘာဘာလေးလဲဆိုတဲ့အကြောင်းအရာကိုကျွန်တော်အင်ဂျင်ဆုံးပေးဆက်ပေးမှာပါခင်ဗျာ driver license ကလွယ်ကူရှင်းရှင်းပြောရရင်နှစ်ခုနှစ်မျိုးလို့ပြောမှာဗျာ JE ဂျုံရဲ့ JE ဂျုံရဲ့ဆိုပြီးတော့ license ကနှစ်မျိုးရှိတယ် JE ဂျုံနဲ့ JE ဂျုံမှာမှဘူထုံးရဲ့ အခြားတခြားပေါ့အမျိုးအစားကြီးများရှိသေးရဲ့ဗျာအဲ့မှာကျွန်တော်တို့လိုလဲကူကူလုပ်လို့ရတဲ့ license က JE ဂျုံဘိုထုံးဆိုရဲ့ license ဖြစ်တယ် JE ဂျုံ license မှာကဘာဘယ်ကားတွေမောင်းလို့ရမလဲလူ၁၀ယောက်စီအောက်လူ၁၀ယောက်တောင်စီးလို့မရဘူးဗျာလူ၁၀ယောက်စီအောက်ကို၉ယောက်စီအစပြီးတော့မောင်းလို့ရမယ် JE ဂျုံဘိုထုံးကတော့၉ယောက်စီအထက်ကားတွေပါ မောင်းခွင့်ရှိမယ်ဒါပေမဲ့ bus ကားတို့ တွဲကားတို့အိုက်ကားတွေကြတော့မောင်းဝေးမရှိဘူးအိုက်ကားတွေကကြတော့ JE ဂျုံ အခြားအမျိုးအစားတွေတသက်ရှိရဲ့ဒါဆိုရင်ကျွန်တော်ဆက်လက်ပြီးတော့ JE ဂျုံ driver license ရဖို့အတွက်ဘလူးစာမွေးပွဲတွေပြည့်စုံအောင်မယ်ဆိုတာကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်ပထမအဆုံးဟက်ကွာရှိအောင်ညီမလို့ပြောရရင်တော့ရေးဖြီပေါ့ဒုတိယမြောက်ကတော့ဂီနုံရှုံမောင်းဖြီပေါ့မောင်းဖြီဆိုတော့ဘလူးပြောရမလဲ queen နဲ့မှာဗျာပတ်မောင်းရတယ်ပတ်မောင်းပြီးရင်ဒီလိုမျိုးဂုံးကစားမှရရတာတို့ နောက်ခုကကပ်ပကင်ထိုးရတာလို့မီးပွိုင်းတာဘလိုမျိုးလဲလို့အဲ့ဒါမျိုးတွေမောင်းဖီမောင်းပြရတာဗျာနောက်ဆုံးဆောင်မှုရတော့ဒိုရိုဂျွင်းလို့ခေါ်တယ်တကယ်လမ်းမကြီးပေါ်တက်ပြီးတော့ဘီနာမာကဆောင်မှုပွဲကိုလိုက်ပြီးတော့ကြည့်ပေးတဲ့ဆီယမတယောက်ပါမယ်ကိုကမောင်းမယ်အဲ့ဒါကိုပတ်ပြီးတော့ဘလိုပြော15မိနစ်လောက်ပေါ့ဗျာ15မိနစ်လောက်လမ်းမပေါ်ထွက်ပြီးတော့မောင်းပြရတယ်အဲ့လိုမျိုး၃ခုဖြည့်ဆို့ရမယ်ဖြစ်ပါတယ်၃ခုဖြည့်ဆို့ပြီးွားရင်တော့လူချင်းနဲ့ JE ဂျုံ ထုံး driving license ကိုရရှိမှာဖြစ်ပါတယ်